ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါ။ကိုကြီးကျမ်းပါခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမမေတ္တာစုမွန်ကောင်းများတောင်းအပ်ပါတယ်။ယနေ့မှာတော့ဒါဥစဉ်တို့ရုပ်ဖတ်ပူသောမျှဝေမှုမပြုခဲ့တာဟာရက်အတော်ကြာခဲ့ပြီဖြစ်တဲ့တိပိတကဓမ္မဗန္နာဂတိကမြေမောစေတော်ဖျာကြီးရည်သားစီရင်အပ်တော်မဟာဗုဒ္ဓဝင်တော်ကြီးပရမဝေဒုတိယပိုင်းရုပ်ဖတ်ပူဇော်မှုအပိုင်း86ဖြစ်ပါတယ်။ ယနေ့မှာတော့အပိုင်း86အနေအပြင်ဆက်လက်ရုပ်ဖက်ပူဇော်မျှဝေပေးသွားမှာကတော့မဟာဗုဒ္ဓရှင်တော်ကြီးပရမရေဒုတိယပိုင်းစာမျက်နှာ130ကနေဆက်လက်ရုပ်ဖက်ပူဇော်မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။နမောတတ္တဗုဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောကြောင့်ပါရမီတို့ဤအကြောင်းတရားများ ထိုပါရမီတို့၏အခြေခံအကြောင်းတို့ကအဘယ်တရားများဖြစ်ပါသနည်းဟုမေးတော့ကာကြီးအဘိနိဟာရာခါဝေမဟာကရုဏာနှင့် ဥပါယကောတန်လာညံကငယ်ဗုဒ္ဓဘူမိတရားလေးပါ ကာကြီးအစ္ဆာတရားဓကောင်16ပါငါမလူချင်းစသည်၌အပြည့်လူချင်းစသည်၌အကျိုးကိုဆင်ញံတတ်သောပိဿဝက္ခဏညံများစာလုံး အချမ်းညာအကြောင်းတို့နှင့်တကွသောစရဏ15ပါအဘိညာဉ်5ပါဤတရားတို့သည်ပါရမီတို့၏အခြေခံအကြောင်းတရားများဖြစ်ပါသည်ဟုအချင်းချုပ်ဖြေဆိုရ၏အကျဉ်းအပြည့်ဖြေဆိုတော်ကကာကြီးအဘိနိဟာရာအဘိသဗ္ဗညုရဉာဏ်တို့ရှေးရှုနိဟာရစိတ်ကိုပို့ဆောင်ခြင်းသဗ္ဗညုဘုရားဖြစ်ရန်စူပန်ခြင်းဟုဆိုလိုသည်အောက်ဖြစ်သောဘုရုပါဒဒုလဘအခန်း၌လာရှိသည့်ဗျာဒိယအကြောင်း အင်္ဂါရှင်ပါတို့ကိုပြန်လည်စဉ်းစားဆင်ခြင်ရ၏ထိုပြရိယာကြောင့်အင်္ဂါရှင်ပါတို့စူပေါင်းပြည့်စုံသော သူမေတ္တာဘဝကဲ့သို့သောဘဝသို့ရောက်ရှိသောအခါသူမေတ္တာပညာရှိကဲ့သို့သောအလောင်းတော်ကြီးတို့၏စိတ်တန်တန်၌ထိုအင်္ဂါရှင်ပါပြည့်စုံမှု၏လှုံ့ဆော်တိုက်တွန်းချက်အရာမြည်သူကားများ အကြံပေးနေရသည်မဟုတ်ဘဲငါသည်ကိုယ်စွန့်ဖြင့်တန်တရာပင်လေကြီးကို ကူးမြောက်ပြီးလျင်ဝိနည်းရုံကိုလည်းဆဲတင်ပြီးအံ့ ကိုစွမ်းဖြင့်တန်တရာနှောင်းအင်ကြီးမှလုတ်အောင်အားထုတ်ပြီးလျင်ဝိနည်းရတို့ကိုလည်းလွတ်မြောက်စေအံကိုတိုင်ကအိန္ဒြေတို့ကိုယဉ်ကြည်အောင်အားထုတ်ပြီးလျင်ဝိနည်းရတို့ကိုလည်းယဉ်ကြည်အောင်ဆုံးမအံကိုတိုင်ကကိလေသာအပူငြိမ်းအောင်အားထုတ်ပြီးလျင်ဝိနည်းရတို့ကိုလည်းငြိမ်းစေအံကိုတိုင်ကနိဗ္ဗာန်တိဟုသောအတ္တတာဇုံတရားကိုရအောင်အားထုတ်ပြီးလျင်ဝိနည်းရတို့ကိုလည်းထိုတရားကိုရစေအံကိုတိုင်ကဝတ်သုံးမှာမိတော်ကြီးများငြိမ်းအောင် အားထုတ်ပြီးလည်းဝိနည်းတို့ကိုလည်းငြင်းစီအံကိုတိုင်ကကိလေသာမျိုးစင်ကြယ်သူဖြစ်အောင်အားထုတ်ပြီးလည်းဝိနည်းတို့ကိုလည်းစင်ကြယ်စီအံကိုတိုင်ကသစ္စာလေးပါးကိုသိအောင်အားထုတ်ပြီးလည်းဝိနည်းတို့ကိုလည်းသိစီအံအချုပ်အပြင်းငါသည်ဖျားဖြစ်အောင်အားထုတ်ပြီးလည်းဝိနည်းတို့ကိုကယ်တင်အံဟု၍တပ်မညိုဖျားဖြစ်လို့ဒီမဟာကုသိုလ်စိတ်စေတသိက်များတည်ရည်တပွားပွားဖြစ်ပွားရည်လာလေသည် ထို့သော တပညုဖျားဖြစ်ရန်စုပန်သည့်မဟာကုသိုလ်စိတ်စေတသိက်များကိုအဘိနိဟာရကုသိုလ်ကြီးဟု၍ခေါ်သည် ထိုအဘိနိဟာရကုသိုလ်ထူးကြီးသည်ပါရမီ၁၀ပါးလုံး၏အခြေခံအကြောင်းရင်းကြီးဖြစ်သည်မှန်၏ထိုအဘိနိဟာရကုသိုလ်ထူးကြီးဖြစ်ပေါ်ခြင်းကြောင့်ပင်အလောင်းတော်ကြီးများမှ နေရတအပြာရိတ်ကိုရရှိခြင်းရရှိပြီးနောက်ကိုယ်ပိုင်ဉာဏ်ဖြင့်ပါရမီတို့ကိုဆင်ခြင်ခြင်းစောက်တည်ခြင်းအထွတ်အထိပ်ရောက်ဖြစ်ခြင်းများအစဉ်တစ်ပြည့်ဖြစ်ပေါ်ကြလေသည် ို့အဘိနိဟာရကုသိုလ်ထူးကြီးသည်ကာကြီးတပ်ပင်ယူရဉဏ်၌စိတ်ကိုထားခြင်းလက္ခဏာရှိ၏ခါကွေငါသည်တပ်ပင်ယူဘုရားဖြစ်ပြီးလျင်တတဝါတို့၏နိဗ္ဗာန်တန်ရောက်သော စီဝါချမ်းသာတို့ကိုပြည့်စုံနိုင်ရပါလို၏ရွတ်ဆောင်နိုင်ရပါလို၏ဟု တောင်းတခြင်းကိစ္စရတ္တရှိ၏ကံငယ်ဗောဓိသံဃာတရားတို့၏အခြေခံအကြောင်းရင်းတရားကြီးဟု၍ယောဂီတို့၏ဉာဏ်၌ထင်မြင်ခြင်းပြုစုပတ်ထန်ရှိ၏ကာကြီး မဟာကရုဏာလျင်တဏီနောက်၌ပြည့်စုံလက်နံသော ဥပနေတယအကြောင်းတူးနှင့်ပြည့်စုံခြင်းလျင်ဤကဲ့သို့အကြောင်းပရထံရှိ၏။ဤအပိနိဟာရကုသိုလ်တူးကြီးကိုမကြံစီနိုင်သည့်ဖယံကျေးဇူးများကို၎င်းနှိုင်းရှင်၍မရသည့်တဏ္ဍလောက၏အစည်းအဝါကို၎င်းရည်ရွယ်၍ဖြစ်ခြင်းကြောင့်ခသိန်းသောပါရမီစာကစရိယာတရားစု၏မူလအကြောင်းရင်းကြီးဟု၍၎င်းအလွန်ကောင်းမြတ်၍မနှိုင်းအပ်သောအစွမ်းတည်းနှင့်ပြည့်စုံသည့်ကုသိုလ်တူးကြီးဟု၍၎င်းမှတ်ယူရ၏။ တတိလူရှိပုံကို အမွဲမျှပြဆိုရသောယင်သည်အပြိနိဟာရကုသိုလ်ထူးခြင်းဖြစ်ပေါ်လာသည်နှင့်တပြိုင်နက်ပင်အလောင်းတော်သူမြတ်သည်သဗ္ဗညုဒဉာဏ်ကိုရဖို့ရန်ပฏิပတ်နေအတွင်းသို့ဝင်ရောက်သက်စင်လာသူမြည်တော်သည့်အပြင်ယင်အပြိနိဟာရကုသိုလ်ရှင်အလောင်းတော်သူမြတ်မှာမြည်လက်ခတ်မလွယ်ဖျားဖြစ်ကိုအေကံရမည်ဖြစ်သောကြောင့်၎င်းဤကုသိုလ်ထူးခြင်းသို့ရောက်ပြီးရပြီးမှနောက်သို့ပြန်ဆုံခြင်း စုတမျိုးပြောင်းလဲတောင်းခြင်းမရှိသောကြောင့်၎င်းဘောဓိတ္တတဘုရားလုံးတော်ဟူသောအမိကိုရလေတော့သည်ဤကုသိုလ်ခြင်းမဖြစ်သေးသမျှဘုရားအလောင်းမမြင်နိုင်သည်ထိုအချိန်မှစ၍အလောင်းတော်သူမြတ်အားတက်ပင်ညူတာဉာဏ်ကိုရလိုသည့်စိတ်ထားနှင့်ပါရမီစာကစရိယတို့ကိုအထွတ်အထိပ်ရောက်ဖြည့်စွမ်းနိုင်သည့်စွမ်းဤတတိမြာတည်ရှိလေတော့သည်ထိုအပြီးနိဟာရကုသိုလ်ခြင်းဖြစ်သောကြောင့်ပင် သူမေနာရှင်ယသည့်သည်တက်ပင်ညူတာဉာဏ်ဤရှေပြင်းနမိဖြစ်သည့်တယံပူဉာဏ်ခေါ်ရသည့် ပါရမီမဝိဇ္ဇယဉာဏ်တော်ဖြင့်ပါရမီတော်တို့ကိုမချွတ်မယွင်းအမှန်တိုင်းစင်ញင်ပြီးလျင်ကြံ့ကြံ့ခိုင်ခိုင်စောင့်တည်၍လေးအသင်ခြင်းနှင့် ကမ္ဘာတသိန်းကြာအောင် ဖြည့်ကျင်တော်မူလိမ့်မည်။ထိုအပြင်နိယာရကုသိုလ်ထူးကြီးမှလည်းနံပါတ်၄ပစ္စယအကြောင်း၄ပါးနံပါတ်၄ဟိတုအကြောင်း၄ပါးနံပါတ်၃အာဇွန်၄ပါးတို့ရှိပြန်သည်။ထိုတွင်နံပါတ်၄ပစ္စယအကြောင်းအထောက်အပံ့အကြောင်း၄ပါးဟုသောကတဲ့ဘုရားစုပံမြေမျိုးကောင်းသား ယောက်ျားမြတ်သည်တက်တော်ထင်ရှားရှိသောဘုရား ကိုတော်တိုင်ကြီးစွာသောဘုရားအနုဘော်ဖြင့်ပြဋိဌာန်မှုပြတော်မူသည်ကိုကိုတိုင်ဖူးမြင်ရသောကအသက်မြူရဉဏ်တော်သည်အနုဘော်ကြီးစွာတကားအသက်မြူရဉဏ်ကိုရတော်မူခြင်းကြောင့်မြတ်စွာဘုရားသည်ဤသို့အံ့ဖွယ်ထူးကဲသောသဘောရှိပေသည် မကြံစီနိုင်သော အနုဘော်လည်းရှိတော်မူပေသည်ဟုစင်ញင်ပြီလျင်ထိုကိုတွေ့မျက်မြင်ဖြစ်သည့်ဘုရားအနုဘော်ကိုအကြောင်းပြု၍အသက်မြူရဉဏ်၌စိတ်ညွတ်တတ်သည်နမနေကိုတိုင်မမြင်ရတော့လည်း ်စွာဘုရားသည်ဤသို့ဤသို့သောအာနုဘော်နှင့်ပြည်စုံတော်မူပေ၏ဟု သူတော်ဘာတို့ထံမှတစဉ်စကားကြားရသည်ကိုအကြောင်းပြု၍လဲတဲ့မယူရညာ၌စိတ်ညွတ်တတ်သည်နံပါတ်3မြတ်စွာဘုရား၏အာနုဘော်ကိုကိုယ်တိုင်လည်းမမြင်ရသူတော်ဘာထံမှလည်းမကြားရစေကမူမြတ်စွာဘုရားဟောကြားအပ်သည့်ဘုရားအာနုဘော်နှင့်ဆက်သောတရားကိုကြားရနာရ၍လဲတဲ့မယူရညာ၌စိတ်ညွတ်တတ်သည်နံပါတ်4 ရှိအကြောင်းသုံးပါးမရှိဘဲလဲဘုရားစုပန်လိုသောအမျိုးကောင်းသောကိုယ်တိုင်ကအလွန်မြင့်မြတ်သောနှလုံးသွင်းဓာတ်ကံရှိသည့်အတွက်ငါသည်ထိုမြတ်စွာဘုရားတို့၏အနွယ်အဆက်ပဝေနီစဉ်လာဓမ္မနာကိုမကွယ်မပြောင်းအောင်ဆောက်ရှောက်ပြီးအံဟုအလွန်အလွန်တရားကိုယုံကြည်ကိုရောပူတော်လည်းရဲ့ထိုဓမ္မကရုစိတ်ကို အကြောင်းပြု၍သဗ္ဗညုဏဉာဏ်၌စဉ်ညွတ်တတ်သည်ထိုကြောင့်နမတေတတော်တင်ကြောင်းဘုရားကိုယ်တော်မြတ်ဤအာနုဘောကိုကိုယ်တိုင်ဖူးမြင်ရခြင်းသို့မဟုတ်နမနဲ့ကိုယ်တိုင်ဖူးရသူတပါးသူထံမှတသင်စကား ကြားရခြင်းသို့မဟုတ်နံပါတ်3ဘုရားအနုဘော်နှင့်ဆက်သောတရားကိုမြတ်စွာဘုရားဟောကြားသည်ကိုကြားနာရခြင်းသို့မဟုတ်နံပါတ်4ကိုယ်တိုင်ကအလွန်မြင့်မြတ်သည့်အစ္ဆာတရားတက္ကံရှိ၍ဓမ္မကရုစိတ်ကိုမွေးမြူခြင်းဤလေးပါသည်အပိနိဟာရကုသိုလ်ထူးကြီးပစ္စယအကြောင်းအထောက်ပံ့ကြောင်းမြည်၏နေဟေတုအကြောင်းတိုင်းရန်ပြည့်စုံတဲ့အကြောင်းလေးပါဟုတော်ကား ဘုရားစုမမည်မြင့်ရောက်ကြသည့်ချီချင်းဘုရားရှင်တို့အထံ၌အဓိကာရအဓိကရကုသိုလ်ထုများကိုပြုခဲ့ဘူးခြင်းဟုသောဥပနိဒေယတံပရာနေကိုယ်တိုင်ပင်ကိုပဂရိအားဖြင့်ကရုဏာတက္ကံကြီးမာခြင်းမိမိအသက်ကိုပင်ဆွံ့၍တတဝါတို့၏ဒုက္ခကိုပယ်ရှားလိုခြင်းဟုသောကရုဏာတံပရာသို့မိမိအလိုရှိရသည့်ဘုရားဖြစ်ကြီးပြင်းစင်အောင်မြောက်သည့်တိုင်အောင် အလွန်ကြာမြင့်စွာ အားထုတ်ရတော်လဲဝဋ်ထုတ်ကနှင့်တကွာတတဝါတို့အစီဝါအလို့ငါ ခရင်လာသောအကျင့်တို့ကိုကျင့်ရခြင်းတို့မှာမငြင်းငွေခြင်းစိတ်မပြည့်ခြင်းမကြောက်ရွံ့ခြင်းဟုသောဥဒဟာတံပရာအစည်းအဝေးမှာမြစ်တားပြည်အစည်းအဝေး၌အရှင်စီသည့်မိတ်ဆွေကောင်းကိုပေါင်းသင်းမိခြင်းတည်းဟုသောကလျာဏမိတ်တာဤလေးပါးတို့ဖြစ်သည်ဤဟေတုအကြောင်း၄ပါးကြောင့်ဘုရားစုကိုပန်းနိုင်ခြင်းဖြစ်၏ဤအကြောင်း၄ပါးမရှိလျင်ဘုရားစုကိုမပန်းနိုင်တို့၄ပါးတို့တွင်တိအမတ်ပါဥပနိဒေယ တံပရာဟုဒီကအလောင်းတော်သူမြတ်သည်ရှိရှိဖျားရှင်တို့ထံ၌စိတ်ဖြင့်၎င်းနှုတ်ဖြင့်၎င်းဖျားဖြင့်စုပန်ခဲ့ဘူးသည်ဖျားသူရေပေါင်းမြည်မြဟု၏အပိုင်းချာမလာရှိပေထို့ကြောင့်ပင်အလောင်းတော်သူမြတ်၏အလိုတော်အစ္စံတရားတက်သည့်တပ်ပင်ညွတ်ညဉ့်တို့အမြဲတစေညုတ်ကိုင်းလျက်ရှိနေသည်တတဝါတို့၏အစည်းအဝါကိုကျင့်ဖို့ရန်လေအမြဲပင်ညုတ်ကိုင်းလျက်ရှိနေသည်ရှင်တို့ဥပနိဒေယတံပရာတရားထေရှားရှိမှုကြောင့်ဖြင့်ဖျားအလောင်းများမှနမတေ ပစ္စည်းကဘောဓိလောင်းတာဝကဘောဓိလောင်းတို့ထဲထူးခဲတာလွန်သောအိန္ဒြေတွေနှင့်ပြည့်စုံခြင်းနံပါတ်1ထူးသူတို့ထဲလွန်ထူးခဲစွာသူတို့၏အကျိုးကိုကျင့်နိုင်ခြင်း3ထူးသူတို့ထဲထူးခဲစွာသူတို့၏အကျိုးကိုကျင့်ခြင်း၌လိမ္မာကျွမ်းကျင်ခြင်း အကြောင်းဟုတ်သည်မဟုတ်သည်ကိုသိသောဌာနာဒါနကောတန်လဉာဏ်နှင့်ပြည့်စုံခြင်းများဖြစ်ရသည်ဤ၃ချက်ကို ထောက်ဆ၍အလောင်းတော်ကြီးမြတ်၏ရှင်ရှင်ဖျားတို့ထံ၌ကုသိုလ်သူစီးပုခဲ့မှုကြောင့်ကိုသိရ၏ ေအမတ်ပါကလျာဏမိတ္တနာယဘုရားလောင်းပေါင်းသိအမိပြုခဲ့သော ကလျာဏမိတ္တပုဂ္ဂိုလ်ဟူသည်မှာတရာသီလသုဒ္ဓအစကဝိရိယတတိတမာတိပညာဣတရာရှိမနှင့်ပြည့်စုံသောသူဖြစ်ပေသည်တရာသီလသုဒ္ဓအစကဝိရိယတတိတမာတိပညာဣရှိပြကလျာဏမိတ်ဆေအင်္ဂါတိယင်းဒီကလျာဏမိတ်ဆွေသည်ကိုယ်တိုင်ကတရာတရားနှင့်ပြည့်စုံသည်ဖြင့်မြတ်စွာဘုရား၏တမယုဒ္ဒဉာဏ်တော်ကံကံ၏အကျိုးတို့ကိုယုံကြည်၏တရာတရားမရှိသူသည် တပ်မယူတာဉာဏ်နဲ့ကံကိအကျိုးတို့ကိုမယုံကြည်နိုင်ထို့သောမယုံကြည်ခြင်းဖြင့်တပ်မယူတာဉာဏ်၏အကြောင်းရင်းဖြစ်သောတတ္တဝါတို့အပေါ်အကျိုးလိုလားခြင်းသဘောကိုမစွန့်ပေဒီလနဲ့ပြည့်စုံခြင်းကြောင့်တတ္တဝါတို့ကရှင်းနေတဲ့အတူအလေးအမြတ်ပြုတ်ရတူဖြစ်ပေ၏တူတန်းနဲ့ပြည့်စုံခြင်းကြောင့်တတ္တဝါတို့၏စည်းဝါးချမ်းသာကိုရွတ်ဆောင်နိုင်သည့်နည်းနည်းသောတရားစကားကိုဟောကြားတတ်၏သာဃာတရားနှင့်ပြည့်စုံခြင်းကြောင့်အလိုနည်းသူရောင်ရဲလွယ်သူကိလေသာကာမတို့မှကင်းစိတ်သူထို့သူတို့၌ကိလေသာဖြင့် ယောနောသူဖြစ်ပေ၏ဝိရိယနှင့်ပြည့်စုံခြင်းကြောင့်တတဝါတို့၏အစည်းအဝေးဖြစ်ထွန်းရန်အကျင့်တိုင်းအမြဲအားထုတ်သူဖြစ်၏တည်နှင့်ပြည့်စုံခြင်းကြောင့်ကုသိုလ်တရားတို့၌အမြဲပင်မမေ့လျော့မပေါ့တန်သူဖြစ်၏တမာရင်းနှင့်ပြည့်စုံခြင်းကြောင့်မပြန့်လွင့်သောစိတ်တည်ကြည်သောစိတ်ရှိသူဖြစ်၏ပညာနှင့်ပြည့်စုံခြင်းကြောင့်အမှန်ကိုသိသူဖြစ်၏ထိုကလျာဏမိတ်ဆွေသည်တတိဖြစ်ကုသိုလ်အကုသိုလ်တရားတို့၏အဖြစ်အနေအလားအလာကိုစဉ်းစားဆင်ခြင်ပြီးလျှင်ပညာဖြင့် တတဝါတို့၏အစည်းအဝါဟုတ်မဟုတ်အမှန်တိုင်းသိရှိတော်မူပြီးကတမာတိဖြင့်တည်တံ့ကြံ့ခိုင်သောစိတ်ရှိလျက်ဝိရိယဖြင့်တတဝါတို့ကိုစည်းဝါမဲမှပယ်ရှားအစည်းအဝါ၌ဇွဲတန်တန်ရှင်စီအာထုတ်စီသည်သာဓုသာဓုသာဓုကြံရှိနေသောအခန်းကဏ္ဍများကိုနောက်ရေမြမဆက်လဲပြီးတော့မျှဝေဖျက်ကြပြီးတော့မှာဖြစ်ပါတယ်အားလုံးပဲကျမ်းမှာချမ်းသာစွာသာသနာပြုတော်မူနိုင်ကြပါစေ